35ခုမြောက်သောဇာလံအပိုင်ငယ်1မှ28 โอดาราพยาအကျွန်ုပ်၌စန့်ကျင်ဘက်ပြုတော်သူတို့ကိုစန့်ကျင်ဘက်ပြုတော်မူပါ အကျွန်ုပ်ကိုစစ်တိုက်တော်သူတို့ကို တိုက်တော်မူပါတိုင်းလွှားကိုကင်၍အကျွန်ုပ်ကိုကုညီခြင်းငါထတော်မူပါ အကျွန်ုပ်ကိုလိုက်တော်သူတို့ရှိ၌လန်တော်ကိုရွယ်၍စီတာတော်မူပါငါသည် သင်၌ချမ်းသာပေးတော်သူပေသည်ဟု အကျွန်ုပ်၏ဝိညာဉ်အာမိန်တော်မူပါ အကျွန်ုပ်အသက်ကိုရှာသောသူတို့သည်အဆက်ကွဲ၍မျက်နာပြတ်ကြပါစေသောအကျွန်ုပ်ကို အန္တရာယ်ပြုမီဟုစံစီသောသူတို့သည်လှန့်ခြင်းကို ခံရ၍ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေသောထိုသူတို့သည် လေးတိုက်သော ဖွဲကဲ့သို့ဖြစ်ကြပါစေသောထာဝရဘုရား၏တမန်သည်လည်းသူတို့ကိုလှဲပါစေသော သူတို့သွားတော်လန်သည်မိုက်တော်လန်ချောတော်လန်ဖြစ်ပါစေသောသာရပြားဤတမန်သည်လေသူတို့ကို လိုက်ပါစေသောအကြောင်းမရှိဘဲအကျွန်ုပ်အဖို့ကြော့ကွင်းကိုဝတ်ထားကြပါပြီအကြောင်းမရှိဘဲအကျွန်ုပ်အသက်ကိုတတ်เสียရဖို့တွင်းကိုတူးကြပါပြီထို့သို့သောသူသည်အမတ်တမဲ့ပြက်စီးခြင်းသို့ရောက်ပါစေသောမိမိဝတ်ထားသောကြော့ကွင်းသည်မိမိကိုကြော့မိပါစေသော မိမိတွင်တဲ့သူမိမိကြပါစေတော့တို့ဖြစ်ရင်ငါ၏ဝိညာဉ်သည်သာဝရဘုရားကိုအမိပြု၍ဝမ်းမြောက်ခြင်းရှိလိမ့်မည် ကဲတင်တော်မူခြင်းအကြောင်းကိုလည်းအမိပြု၍စိတ်ရွှင်လန်းမြူးထူးခြင်းရှိလိမ့်မည်အကျွန်ုပ်အယိုးရှိသမျှတို့ကလည်း ။အိုးသာရဖျားအစိုးတရပြုတော်သူဤလက်မှစင်ရဲသားကိုနှုတ်တော်မူ၍လူယူဖြက်စည်းတတ်တော်သူဤလက်၌စင်ရဲငတ်မွလျက်ခဏရသောသူကိုချမ်းသာပေးတော်မူတတ်သောကိုရောနှင့်အဘယ်သူတုပါတနီးဟုရှောက်ဆိုကြမည်မမှန်သောတတ်သည်တို့သည်ပေါ်လာ၍ ငါမတိတော့မှုပြစ်တို့ကိုငါအပေါ်မှာတင်ကြ၏ငါပြုတော်ဂျေစုအတွက်သူတို့သည်ငါအသက်ကိုလူယူခြင်းဒီဟုသောမကောင်းသောအရာကိုဆက်ပေးကြ၏ငါမူကားသူတို့၌အနာရောဂါဆွဲသောအခါလျော်တေအဝတ်ကိုဝတ်ဆင်လျက်အစာကိုရှောင်၍ချိုးချံစွာကျင့်လေ၏ကိုရင်ခွင်ကိုမျက်နာပြုလျက်ဆုတောင်းလေ၏သူတို့ကိုငါဤမိတ်ဆွေ ငါဤကြီးအကိုကဲ့သို့သဘောထား၍ငါပြု၏ကိုအမိကိုအောက်မေ၍စိတ်မသာညှိတွားသောသူကဲ့သို့ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်တမိုင်မိုင်နေလေ၏ငါလဲသောအခါမူကားသူတို့သည်ဝမ်းမြောက်၍စီဝေကြ၏ရိုက်ပုတ်သောသူတို့သည်ငါတဖက်၌စီဝေကြ၏သူတို့ကိုယ်လည်းငါမသိရမရက်မနေဘဲငါကိုဆွဲဖြတ်ကြ၏ ပွဲ၌ခစားတတ်သောလူဆိုးတို့နှင့်အတူငါကိုအံသွာခဲကြိတ်ကြ၏။အိုးထာဝရဖျား အဘေမြကာလပတ်လုံးကြိရှု၍နေတော်မူမီနီအကျွန်ုပ်အသက်ကို သူတို့ပြုသောဘေးဥပတ်မှ၎င်းအကျွန်ုပ်အချစ်ဆုံးကိုရှင်သေးတို့မှ၎င်းကယ်လွတ်တော်မူပါဂျေဇုတော်ကြီးလာပါ၏ဟု မဟာပရိသတ်အလေးပါအကျွန်ုပ်ဝန်ခံပါမည်များစွာသော လူစုတွင် ကိုရောကိုချီးမွမ်းပါမည်မဟုတ်မမှန်ပေအကျွန်ုပ်ကိုရံဖက်ပြုသောသူတို့သည်အောင်ပွဲကိုမခံ ံကြပါစေနှင့်အကြောင်းမရှိဘဲအကျွန်ုပ်ကိုမုံသောသူတို့လည်းမျက်စိဆွေပြခြင်းကို မပြုကြပါစေနှင့်အကြောင်းမူကားသူတို့သည် အမှုငိမ့်စေသောစကားကိုမပြောကြပါငြိမ်ဝတ်စွာနေသောပြည်သားတို့တစ်ဖက်၌လျှို့ဝှက်သောအမှုများကိုကြံစီကြပါ၏အကျွန်ုပ်ကိုပါဇက်ဟ၍အေဟေအေဟေငါတို့သည် ကိုမျက်စိနှင့် မြင်ရပြီဟု ဆိုကြပါ၏ အိုးသာရဖရာကိုရောသည်တိမြင်တော်မူ၏အိုးဖရာရှင်တိတ်ဆိတ်စွာနေတော်မမူပါနှင့် အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့် အကျွန်ုပ်၏ဖရာသခင်အကျွန်ုပ်၏အရှင် အကျွန်ုပ်၌ရောက်သောအမှုကိုစီရင်တော်မူမိအကြောင်းကိုယ်ကိုနှိုးဆော်၍ထတော်မူပါ အကျွန်ုပ်၏ဖျားသခင်သာဝရဖျား ကိုယ်တော်သည်ဖြောက်မတ်တော်မူခြင်းနှင့်အညီအကျွန်ုပ်အမှုကိုဆုံးဖြတ်တော်မူပါ သူတို့သည်အကျွန်ုပ်ကိုနိုင်၍ဝမ်းမမြောက်ကြပါစေနှင့် အဲငါတို့အလိုပြည့်စုံပြီဟု မအောင်မိကြပါစေနဲ့ငါတို့သည် သူ့ကိုမျိုးပြီးဟု မပြောကြပါစေနဲ့အကျွန်ုပ်၌ဘေးရောက်သည့်အကြောင်းကိုဝမ်းမြောက်သောသူအပေါင်းတို့သည်အဆက်ကွဲ၍မျက်နာပြကြပါစေသောအကျွန်ုပ်တစ်ဖက်၌ကိုကိုချီးမြှောက်တတ်သောသူတို့အပေါ်မှာအသရေပြက်ခြင်းနှင့် ရှက်ကြောက်ခြင်းတက်ရောက်ပါစေသော အကျွန်ုပ်၏ဟုတ်မှန်ခြင်းပတ်၌နေသောသူတို့သည် ရွှင်လန်းစွာတခြင်းဆို၍ဝမ်းမြောက်ကြပါစေသောမိမိကြုံ၌ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသောသာဝရဘုရားသည်ဘုံကြီးတော်မူစေတည်းတည်းဟု သူတို့သည် အစင်မပြတ်မွတ်ဆူကြပါစေသောအကျွန်ုပ်သည်လည်းကိုယ်တော်ဤဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကိုမွတ်ဆို၍အစင်မပြတ်ကိုတော်ကိုချီးမွမ်းပါမည် Amen. God bless you.